Y8 လေရင်ရှာဖွေရမှာကုညင်ရင်ွယ်လွန်ခဲ့တဲ့ရေငုပ်သမားဦးစောနောက်အနေနဲ့ရေအနေအထားကွာခြားချက်နဲ့ဒီရေအတက်အကျကြောင့်အမှတ်မထင်ွယ်လွန်ခဲ့ရတာဖြစ်တယ်လို့အန်နဝါမင်းရေငုပ်အဖွဲ့နဲ့ဝါရင်ရေငုပ်သမားတွေကပြောကြပါတယ်ဥအားကသတင်းပေးပို့ထားပါတယ်ရှင်တက်မရပို့ဆောင်ရေ Y8 လေရင်အစိတ်ပိုင်းတွေကိုဆက်ယူဖို့တက်မရနဲ့ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တဲ့ဒလာမျိုးနဲ့အန်နဝါမင်းရေငုပ်အဖွဲ့ကရေငုပ်သမားဦးစောနောက်ဟာဇွန်လ22ရက်နေ့ညကွယ်လွန်ခဲ့တာပါ ကွယ်လွန်သူဦးစောနောင်ဟာရေရုဖီးယားဒဏ်ရာနဲ့မင်္ဂလာတုံးတက်မတော်စီယုံမှာကုသမှုခံယူခဲ့ပြီး၄ရက်အကြာကွယ်လွန်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကဘာမသိလဲဆိုတော့အဲ့ဒီရေတက်ရေကြကိုကျွန်တော်တို့ကမသိလိုက်တာအဓိကတော့ရေတက်ရေကြကိုသိလို့ချင်းကျွန်တော်တို့ဖြစ်ချင်ပါလေဖြစ်မော့ဒါတော့ပြောလို့မရဘူးပေါ့ကျွန်တော်တို့ကအဲ့ဒီနေမီဒေတာရဲ့ဟိုအခြေအနေကိုမသိလိုက်တော့ဘောကလည်း3ပေးနေပါလေပေးတဲ့လူတွေကလည်းကိုရီးယားလည်းအဲ့လောက်ထိအခြေအနေဖြစ်တန်ဘူးဆိုပြီးတော့ အဲငိုချင်းနဲ့အဲ့လိုဖြစ်သွားတယ်အဲ့နေရာကျွန်တော်တို့အကုန်ငိုဘူးတယ်ဒါပေမဲ့ဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးခုမှဖြစ်တော့ဟိုသူတို့ကရန်ကုန်ထဲမှာလှုပ်သလိုပဲရန်ကုန်ထဲမှာဆင်းလိုက်တက်လိုက်ဆင်းလိုက်တက်လိုက်ရေချိန်ကိုကြည့်ပြီးတော့အလုံးလုံးရတဲ့အတိုင်းအတာမျိုးသူတို့ကဟိုမှာသွားလှုပ်လိုက်တဲ့ခါကျတော့အထက်ကခန္ဓာကိုယ်ကမခံနိုင်ဘူးဖြစ်သွားတာပေါ့နော်တပြင်းအန်ဝါမင်းရှင်ငုတ်အဖွဲ့ကရှင်ငုတ်သမားတွေရဲ့အတွေ့အကြုံအရလည်းအခုဖြစ်ရဟာအမှန်မတင်ဖြစ်သွားတာလို့ဆိုကြပါဗျ။ကျွန်တော်တို့ကအမှန်တကယ်ကသွားကူညီတာအကုန်လုံး 6ယောက်လုံးရွေးသွားတဲ့6ယောက်ကတကယ်လုံနိုင်တဲ့လူတွေကြီးပဲရွေးသွားတာဂျင်ငုတ်သက်သူ့ဘက်သူအတော်အသင့်ရှိတဲ့လူတွေကြီးပဲတကယ်ကျွမ်းကျင်တဲ့လူတွေကိုကျွန်တော်ခေါ်သွားတာမကျွမ်းကျင်လို့ဖြစ်တာတော့မဟုတ်ဘူးဂျင်ငုတ်သက်အနေဆုံးအနေဆုံးဂျင်ငုတ်သက်က10နှစ်အောက်ထက်ရှိတယ်ဟူသွားတဲ့လူတွေအကုန်လုံးသူတို့ငုံနေတဲ့အချိန်မှာရေကျနေတာရေကျနေတဲ့အချိန်မှာဟိုဒီအပေါ်ကရေဆင်းနေတဲ့အချိန်မှာဆင်းငုတ်တယ်အဲ့သူတို့ဆင်းငုတ်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ပင်လေရပြန်ထိုးတတ်တာ ပင်းလဲဆိုအရှိန်ရမ်းကောင်းတာတို့ဒီမြေထဲမှာအီအီအီတက်တာမဟုတ်တော့အရှိန်နဲ့တက်လာတာသူကဒီလိုလိုလဟာလိုလိုအဲ့လိုတက်လာတာအရှိန်နဲ့ဆိုတော့အဒီဘွားခံထားတဲ့ရည်နဲ့ကြာရည်ခံထားတဲ့ရည်နဲ့ဒီကဒီဟိုဒီလုံးဟိုတက်လာတဲ့ဒီရည်နဲ့သွားဆုံတဲ့အချိန်မှာသူတို့ကြားထဲမှာခံသွားရတာအဲ့လိုဥဆောင်အောင်အတွက်ကြီးစုပြီးမိသားစုဝင်တွေကိုတက်မတော်ကအလူငွေတွေကုညီပံ့ပိုးပေးထားပြီးတခြားစေတနာရှင်တွေကလည်းထပ်မံကုညီပေးဖို့ရှိတယ်လို့ဆိုပါတယ်။ဒီလေဆိုတာတော့အားလုံးသားရဲ့အသေးရမှာပဲเนาะ။ သိကြမယ်အတိုင်းတာမှာ तू ကဘွားကြီးရဲ့သားကတော့မှန်ပါတယ်ဒါပေမဲ့ဘွားကြီးရင်ထုမနာဖြစ်ရတယ်ဒါပေမဲ့လို့ဒီလိုအစိုးရအနေနဲ့ဒီလိုအကြီးအကဲတွေနဲ့ပတ်သက်ပြီးဂုံသူဂုံဂုံပြုခံရတယ်ဆိုတာကတော့ဂုံယူရတယ်အဲ့ဒါဂုံယူတယ်ဘွားကြီးဝင်လာပါရဲ့ဇွန်လ23ရက်နေ့ကမင်္ဂလာတော်စစ်သေးညိုင်းမှာတချို့ခဲ့ပြီးဇွန်လ28ရက်နေ့မှာဒလမြို့နယ်ကဥစောနောင်ရဲ့မိခင်နဲ့ဇနီးတို့ရဲ့နေအိမ်ဒီမှာရက်လယ်ဆွန့်ကပ်သွားမှာဖြစ်ပါတယ်။မနေ့ကဆရာတော်တွေကိုအာယုံဆုံးကပ်ပါမယ်။ ကျမအာယုံဆုံးကပ်မယ်ဟိုအာယုံဆုံးကပ်ပြီးရင်တော့အပိဒတ်တွေပေါ့နော်ကျမဖိတ်ထားတဲ့အပိဒတ်တွေတော့ကျမမုံဟင်းကားကျွေးမယ်လို့ကျမစဉ်းစင်ထားပါတယ်အသက်55နှစ်အရွယ်ဦးစောနာဟာကွယ်လွန်ချိန်မှာဇနီးနဲ့ပထမအိမ်အောင်နဲ့ရခဲ့တဲ့အသက်16နှစ်အရွယ်တာတူတို့ဂျန်ရစ်ခဲ့ပါတယ်ကျွန်တော်အာကပါ